ဘာသာစကားခုလေးလာတဲ့အခါမှာစကားပြောနိုင်မှုအတွက်ဆိုလို့ရှိရင်အရေးကြီးတဲ့အရာတွေက grammar ပုံစံတွေကိုသိဖို့လိုတယ်။နောက်ပြီးတော့ vocabulary လို့ခေါ်တဲ့ meaning တွေကျွဲဝနိုင်ဖို့လိုပါတယ်။အဲဒီမှာ grammar တွေနဲ့ meaning တွေကိုတည်တည်ချာချာသိမယ်ဆိုလို့ရှိရင်အဲဒါကိုကျမတို့ကစာကြောင်းအနေနဲ့ဖွင့်စည်းတိစောက်ပြီးတော့စကားအနေနဲ့စပြီးတော့ပြောလို့ရပါပြီ။ဒါကပထမ level 1ဖြစ်ပါတယ်ဒီ level မှာအရေးကြီးတဲ့အချက်တကူကကိုကတဘာဝကြကြကြီးမပြောနိုင်သေးဘူးဒီ level မှာလေဒါကြောင့်မလို့တဘာဝကိုရည်နေမလားကိုယ့်ရဲ့စကားလုံးတွေကကိုယ့်ရဲ့စကားပြောကဘလို့ကြီးဖြစ်နေမလဲဆိုတာမျိုးကိုစိတ်ထဲမှာလုံးဝမတွေးပဲနေကိုပြောတတ်တဲ့ပုံစံအတိုင်းပြောဖို့ပဲဖြစ်ပါတယ်ဒါမှပြောချင်ရှိသွားပြီဆိုလို့ရှင်နောက်ထပ် level 2ကိုသွားနိုင်မှာဖြစ်ပါတယ် level 2ကတော့အဲတဘာဝကြတဲ့စကားတွေပြောနိုင်ဖို့အတွက်ပေါ့နော် အဲကျမတို့သိတဲ့အတိုင်းပဲမြန်မာဘာသာစကားမှာဆိုလို့ရှိရင်လေစာထဲမှာသင်ရတဲ့အတိုင်းဟိုပြင်ပလောက်ကမှာဘယ်သူမှစကားပြောဖြစ်မသုံးကြဘူးလေအဲ့တော့ဒါပေမဲ့ level 1ကတော့ကျမတို့ကစာထဲမှာသင်ခဲ့ရတဲ့အတိုင်းပြောကိုပြောရမယ်ဒီ level 1ပြီးသွားပြီဆိုလို့ရှိရင် level 2 level 2ကိုတက်ဖို့အတွက်ဆိုလို့ရှိရင်တဘာဝကြားတဲ့စကားပြောတွေကိုပြောနိုင်ဖို့အတွက်ဆိုလို့ရှိရင်နံပါတ်1က native speaker တွေနေတဲ့ပတ်ဝန်းကျင်မှာကိုကရှိနေတယ်ဆိုလို့ရှိရင်သူတို့ရဲ့စကားပြောဟန်တွေကိုအတူယူပါ အတူယူပြီးတော့သူတို့ပြောတဲ့ပုံစံတိုင်းလိုက်ပြောပါဒါမှမဟုတ်ရင်ကိုကသူတို့ရဲ့ပတ်ဝန်းကျင်မှာရှိမနေဘူးဆိုလို့ရှိရင်တော့ native speaker တွေပြောတဲ့အဲ podcast တွေတို့ YouTube မှာအများကြီးပဲနားထောင်လို့ရတယ်ပေါ့နော်ဒါတွေကိုတွားပြီးတော့နားထောင်ပါဒါဆိုလို့ရှိရင်တော့တဘာဝကြတဲ့စကားတွေကထွက်လာမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အချက်က level 1အချိန်မှာလုံးဝမရှက်မကြောက်ဘဲနဲ့ကိုသိတဲ့ grammar တွေ minute တွေကိုအသုံးချပြီးတော့ပြောပါနံပါတ်2ကတော့ native speaker တွေရဲ့ဒီစကားပြောဟန်တွေကိုအတူယူပါ အတူခုတ်ပြီးသူတို့ပြောတဲ့အတိုင်းလိုက်ပြောပါနောက်ဆုံးအနေနဲ့ကတော့ဂျပန်စာနဲ့ပတ်သက်တဲ့ခိုင်ဝါတွေကိုလေ့လာခြင်းနေဆိုလို့ရှိရင်တော့ကျွန်မက Lady Tensa ဆိုတဲ့ TikTok account ရှိသလိုအခု Lady Tensa YouTube channel စတင်ဖွင့်လှစ်ထားပါပြီ YouTube channel မှာလည်းဂျပန်စာနဲ့ပတ်သက်တဲ့ဗဟုသုတတွေအများကြီးလေ့လာစရာတွေအများကြီးကိုတင်ပြီးသွားမှာမလို့ like and subscribe လုပ်ထားနိုင်ပါတယ်ရှင်ဟိုက် sorry တေပါမတန်းနေ bye bye